ီနေ့မှာတော့ကျွန်တော်တို့အလှပြင်ဆိုင်မှာဖြစ်နိုင်တဲ့လေပင်သွေးကြောပိတ်ယောဂါ Beauty Power Stroke Syndrome အကြောင်းပြောပြသွားမှာပါအလှပြင်ဆိုင်ဆိုတာတတအေဂျင့်စွာနားနေပြီးအလှပဆိုင်ရာကုသမှုတွေနဲ့အခြားဝန်ဆောင်မှုတွေကိုခံစားနိုင်တဲ့နေရာပါဒါပေမဲ့အဲ့ဒီအရာတွေကသွေးကြောပိတ်ယောဂါဖြစ်စေနိုင်ပါမလားဒါကတော့ကျွန်မကိုအကြံဉာဏ်တိုင်ကြားလာတဲ့မိန်းကလေးတစ်ယောက်မှဖြစ်ပျက်ခဲ့တာပါအခြေခံအဖြစ်ဒီမကစပင်ဆေးဖို့အတွက်အလှပြင်ဆိုင်ဖို့တွားခဲ့တာပါတိကျတဲ့အတိုင်းစပင်ဆေးလာဆိုရင်အချိန်တော်တော်ကြာတက်လို့ခံမှန်းရင်မိနစ်၄၀မှ၄၅လောက်ကြာခဲ့ပါတယ် သူမမှာ level နားမှာတတောင်းတတာမရှိတာနဲ့တချို့တော့ခေါင်းမူးမူးလေးလဲခံစားရတယ်ဒါပေမဲ့သူမကကိုထိုင်နေတဲ့နေရာကြောင့်ဖြစ်နေလားလို့ထင်ပြီးတနေ့နေ့နဲ့စပင်ဆေးတာကိုပြီးအောင်လုပ်ခဲ့တယ်ဒါပေမဲ့စပင်ဆေးတာပြီးတာနဲ့တင်ခေါင်းမူးတာ one shot တာနဲ့ NRE ပြင်းပြင်းထန်ထန်ဖြစ်လာတယ်သူမကဒါကိုပိုက်အောင်တာမျိုးလို့ထင်ပြီးပိုက်ဦးလမ်းကြောင်းဆိုင်ရာဆရာဝန်ကို သွားတိုင်ကြခဲ့တယ်ဆရာဝန်ကတော့အစာအိမ် SSC တဲ့ဆေးတွေနဲ့ under တားတဲ့ဆေးတွေပေးပြီးအိမ်ပြန်ပို့လိုက်ခဲ့ ဒါပေမဲ့တက်တနာကမလျော့နေသွားဘူးနောက်တနေ့မှာတော့လမ်းလျှောက်ရတာတောင်အခက်ခဲရှိလာတယ်။သူမလမ်းလျှောက်တဲ့အခါတုံတုံလုံးလုံးနဲ့လမ်းလျှောက်နေရတယ်။ဒါနဲ့သူမကအုံနောက်မှာတခုခုမမှန်တာရှိနေလားလို့ထင်လာပြီးအဲ့ဒီအချိန်မှာပဲကျွန်တော်ကိုတိုင်ကြားလာတယ်။ကျွန်တော်စစ်ဆေးတဲ့အခါမှာတော့သူမမှာတစ်ဖက်ဖက်ကိုမျှော့ပြီးမျက်တမှုဆုံရှုံသွားတဲ့လက္ခဏာတွေရှိနေတာကိုတွေ့ရတယ်။ဒါက Cerebellar ဆိုတဲ့အုံနောက်ပိုင်းနဲ့ဆိုင်တဲ့ယောဂတစ်ခုဖြစ်နိုင်တဲ့အချက်ပြလက္ခဏာပါပဲ။ ဒါနဲ့ချက်ချင်းပဲကျွန်တော်မွေအုံနောက်ဆစ်ဆီးပေးလိုက်တယ်ပြီးတော့ကျွန်တော်တို့ကြောက်နေခဲ့တဲ့အရာကတကယ်ဖြစ်လာခဲ့တယ်။သူမမှာဆော်ဘလုံးဒါမှမဟုတ်အုံနောက်အနောက်ဘက်မှာတွေးတုံးတစ်ခုဖြစ်ပေါ်လာတဲ့ stock ဖြစ်နေခဲ့တယ်။အခုတော့ဒီအကြောင်းကိုအလှပြဆိုင်မှာကောင်းလျှော်တာကြောက်ဖြစ်တယ်လို့ပြောလို့ရမလား။ဟုတ်ပါတယ်ဘာလို့လဲဆိုတော့ဒီလိုခိရက်ကဥစွာမြင်ရတာမဟုတ်ပါဘူး။စာတမ်းတွေကိုကြည့်မယ်ဆိုရင်ဒီလိုအခြေအနေတူခိရက်တွေကိုအခြားနိုင်ငံတွေမှာလည်းရခင်ကမတန်းတင်ထားခဲ့ပြီးကျွန်တော်တို့လည်းရခင်ကဒီလိုခိရက်တူတွေကိုတွေ့ဖူးပါတယ် ကောင်းတာကတော့ဒီလိုဖြစ်ပျက်ကမကြာခဏမဖြစ်တတ်ပါဘူး။အရန်မတွေ့ရတဲ့အရာပါ။ဒါပေမဲ့ဘာကြောက်ဖြစ်တာလဲ။တခုကတော့ level ကိုတစ်ဖက်သို့အရန်တင်းတင်းဆွဲထားရင် level အနောက်ဘက်မှာ vertebral rotary လို့ခေါ်တဲ့တွေးလမ်းကြောင်းတစ်ခုရှိတယ်။ဒါကအုံနောက်အနောက်ဘက်ကိုတွေးပေးတာပါ။အဲ့ဒါကတစ်ခါတလေကွေးသွားနိုင်တယ်။ဒါကတော့အထူးသဖြင့်အသက်ရွယ်ကြီးပြီဖြစ်တဲ့မိန်းကလေးတွေဥပမာအသက်50ကျော်သူတွေမှာပုံမှန်ဖြစ်နိုင်ပါတယ်။ဒီမိန်းကလေးကလည်းအသက်55ဝန်းကျင်ရှိသူပါ။ ထို့ပြင်သွေးကြောပိတ်ယောဂအနေရရှိစေတဲ့အခြားအကြောင်းအရင်းတွေရှိသူတွေဥပမာသွေးပေါက်မြင့်စီးချိုကိုလက်စထရောမြင့်ဆီလိတောက်သူတွေဆိုရင်သွေးကြောတွေကရှုပ်ထွေးသွားပြီးသားဖြစ်လို့ဒီလို beauty power stroke ဖြစ်နိုင်ခြင်းပုံများလာပါတယ်။ဒါဆိုအခုမေကွန်းကတော့ငါတို့ beauty power တွေကိုမသွားတော့ဘူးလားဒါမှမဟုတ်စပင်ဆေးဖို့မသွားတော့ဘူးလားဆိုတာပါ။အခြေသားမဟုတ်ပါဘူး။သတိထားရမယ့်အချက်အချို့ကိုလှုပ်ဆောင်ရုံပါပဲ။ပထမဆုံးအနေနဲ့လေပိတ်အနေထားကမတဘာဝမကြအောင်မဖြစ်အောင်တိကျစစ်ဆေးပါ။ တခါတလေမှာတော့သူတို့ကလေဘင်းတို့မဟုတ်ခေါင်းကိုရေချိုးပုံးထဲမှာထားပြီးလေဘင်းကိုတစ်ဖက်ဘက်ကိုကောက်ထားတတ်ပါတယ်ဒါကလည်းအချိန်ကြာကြာဖြစ်နေရင်မကောင်းပါဘူးဒါကြောင့်တင်ကအဲ့လိုအခြေအနေဖြစ်နေတဲ့ဆိုရင်တော့အချိန်ကြာမြင့်မှုကိုရှော့ချကြည့်ပါဒုတိယအအနေနဲ့လေဘင်းကိုတက်တောင်းတက်တာနဲ့ထားနိုင်အောင်တစုံတစ်ခုဥပမာတော်ဝဲတစင်းတင်ပေးနိုင်ပါတယ်အရေးကြီးဆုံးကတော့တင်မှာလက္ခဏာတစ်ခုခု ပေါ်လာရင်ချက်ချင်းအဲ့ဒီလုပ်ငန်းစဉ်ကိုရပ်လိုက်ပါတင်ကို ကူညီပေးနေတဲ့သူကိုရပ်ပေးဖို့ပြောပြီးတက်တာအောင်အနားယူပါ ဒါပြင်အသက်ငယ်သူတွေနဲ့အနေရရှိစေတဲ့အကြောင်းအရာမရှိသူတွေမှာတော့အနေရကပုံနေပါတယ်။ဒါကြောင့်အသက်ကြီးသူတွေနဲ့အနေရရှိစေတဲ့အကြောင်းအရာရှိသူတွေကပုံသတိထားဖို့လိုပါတယ်။အရေးကြီးဆုံးကတော့မတော်တဆလက္ခဏာတစ်ခုခုပေါ်လာရင်နယူရောလော်ဂျစ်ဆရာဝန်တဲ့တိုင်းပင်မှာချက်ချင်းယောဂါရှာဖွေတွေ့ရှိနိုင်ခြင်းနဲ့အမြန်ကုသမှုကတေချာစွာတင့်ကိုကောင်းမွန်လာစေမှာပါ။ဒီတိုင်းပဲငါ့ကူလာတိုင်ကြခဲ့တဲ့မိန်းမလေးမှလည်းဒီလိုအခြေအနေတူတူဖြစ်ခဲ့ပါတယ်။ နာကာစီဝါနဲ့ရုပ်ပိုင်းကုထုံးစတင်ပေးတဲ့အခါမှာသူမကတော်တော်လေးပြန်ကောင်းလာပြီးအနည်းငယ်ချိန်အတွင်းမှာပဲပုံမှန်အတိုင်းပြန်ရောက်လာခဲ့ပါတယ်။ဒါကြောင့်စိတ်ပူစရာမလိုပါဘူး။သတိထားပြီးကြိုတင်ကာကွယ်မှုတွေလုပ်ထားပါပြီးရင်လည်းတစ်အလှပြင်ဆိုင်သွားတာတွေကိုစိတ်ချလက်ချပျော့ပျော့ရွှင်ရွှင်သွားနိုင်ပါတယ်။